အားလုံးပဲမင်္ဂလာပါဗျကျွန်တော်တော့ဇော်ကြီးဂိမ်းမင်းပါโอเคကျွန်တော်ဒီနေ့တော်တော်များများလာမေ့နေကြရတယ်ပေါ့နော်ချောင်းရွှေစကင်ကတော့ဟုတ်တယ်မင်းပြောသလိုမျိုးဖောက်အောင်မယ်ဒါဆိုရင်ငွေစကင်က free ရမှာလား free ရမှာဆိုရင်တော့ဘလို့ mission တွေလောက်ရမှာလဲโอเคဒါလေးကျွန်တော်ကိုပေါ့နော်တောက်လျှောက်တောက်လျှောက်ကိုလာလာမေ့နေကြလို့ကျွန်တော်ဒီနေ့ဖြေးပေးလိုက်မယ်ဗျဒါဆိုဗီဒီယိုလေးကိုစလိုက်ကြရအောင်ဗျ။အရင်ဦးဆုံးကျွန်တော်ပေါ့နော် reverse skin scale effect လေးကိုကျွန်တော်ပြပေးမယ်ဗျ။ပထမဆုံးအနေနဲ့အာလူကက်ပေါ့နော်။အာလူကက်ရဲ့ reverse skin ကကျွန်တော်ညိုကလေးတစ်ချက်ရှို့လိုက် ဘာကွာသွားလဲဆိုတော့တိတ်တော့ကွာရလို့တော့မဟုတ်ဘူးပေါ့နော်လက်မှာကိုင်းထားတဲ့ဓားလေးတော့ကွာမယ်ဗျာဓားလေးမှာ reverse second မှာကြတော့အနီအောင်အဝိုင်းလေးပေါ့နော်အဲ့အဝိုင်းလေးကတော်တော်လေးတောင့်နေရဗျာကျွန်တော်တို့ reverse မလုပ်ရသေးတဲ့ second မှာကြတော့အဲ့လိုမျိုးအဝိုင်းမပါတော့ဘူးပေါ့နော်အဲ့ဒါလေးတော့ရှိတယ်ဗျာကျွန်တော်က second review တွေလည်းတိတ်ပြီးတော့လုတ်တက်ကောင်းမဟုတ်တဲ့အတွက်ကြောင့်မို့ကျွန်တော်အမားလေးပိုင်းတော့ခွင်းလို့ပေးပေါ့နော်โอเคแล้วเราจะสเกลเฟลลี่เดี๋ยวจะตั้วจีเอาครับสเปดูสเปดูอ่ะจะเราเอาเอาจีทีเปียงแล่ตั้วไอ้แท้มาတော့မပါဘူးဗျာ စပယ်ဝမ်းကကျော်နည်းနည်းလေးအယောင်လေးတော့ပိုးတောက်လာရဲပေါ့နော်ခင်းအောင်ဘက်ကိုပိုးသွားတယ်ဗျ okay ဒါသူ့ရဲ့စပယ်လေးတွေရောဒီလိုရှိရဲပေါ့နော်ညိုကီတို့နှစ်ခုကိုကျွန်တော်နှိုင်းရှင်ပြပေးထားတယ်ဗျ okay ဒီဗီဒီယိုတော့ကျွန်တော်ပေါ့နော် OTP gaming ကနေပြီးယူသုံးထားပြီလို့ OTP gaming တော့ကျွန်တော် credit ပေးပါတယ် okay ဒီအလူကက်ကတော့တိတ်ကြီးရောထွေထူးပြောင်းလဲသွားမှာပေါ့နော်ဒါဆိုကျွန်တော်စိမ့်ဆိုင်ရာရဲ့ ghost skin တွေကိုတွားကြည့်မယ်ဗျတော်တော်ကြီးကိုပြောင်းလဲထားအောင်တွေ့ရမယ်ဗျ ်ပထမဆုံးကျွန်တော် Vela နဲ့စလိုက်မှာပေါ့နော် Vela Spare 1ကြောင့်ကျွန်တော်တို့ဒီတခြားကြည့်လိုက်မယ်ဆိုရင်အရောင်လေးကနည်းနည်းလေးပိုပြီးတော့ realistic ဆန်တယ်ပေါ့နော်အဲ့လိုမျိုးလေးဖြစ်သွားတယ်ဗျအရင်ဟာတော့ကြာတော့ကျွန်တော်နည်းနည်းလေးဗျတခြားကြည့်မှာဆိုအရောင်လေးကဝါကြီးကြီးဖြစ်တယ်ပေါ့နော်ကျွန်တော်ဗီဒီယိုတစ်ခုပေါ့ပေါ့နော် SD နဲ့ HD quality အဲ့လိုမျိုးကြည့်ရတယ်လို့မျိုးဗျ Okay Spare 2မှာကြောင့်ညိုကြီးတို့ရှင်းရှင်းလင်းလင်းမြင်ရလိမ့်မယ်အာကျွန်တော်အရင် rebound မလုပ်ခင်တော့ Vela ကကြာတော့ကျွန်တော်တို့တွေပေါ့နော် ိတ်ငှက်ကသေးတယ်ဗျာကိုဒီမှာတော့တိတ်ငှက်ကနည်းနည်းကြီးတယ်ပေါ့နော်အယောင်ကလည်းနည်းကြီးရှင်းသွားတယ်ဗျာအယောင်ကျွန်တော်တို့ဘယ်အယောင်သွားပေးထားလဲဆိုရင်အမီညိုဘက်ကိုသွားပေးထားတယ်ပေါ့နော်အဝါယောင်ဘက်ကနည်းမီညိုဘက်ကိုပြောင်းပေးထားတယ်ဘယ်လာအဒီမိတ်မှာကျွန်တော်တို့ဗောနောခနာကိုဝိုင်းပန့်နေအလုံးနေမှာလဲဗောနောနောက်ကနေ value effect ကလေးပုံစံမျိုးလေးဗောနောအဲ့လိုလေးမြူးကုန်းငွေတန်းလေးရောလိုက်လာတယ်ဗျာဟိုဒါဆိုရင်ခြောင်သွားကြည့်မယ်ဗျာ Okay ခြောင်မှာကြာတော့ကျွန်တော်ဘာပြောင်းလဲဟောလဲဆိုတော့ nuclear ဘက် loss တွေတစ်ချက်ကြည့်လိုက်နော်ပြီးမှကျွန်တော်ရှားလေးတစ်ချက်ရှင်းပြပေးမယ်ဗျာ โอเคဘာပြောင်းလဲသွားလဲဆိုရင်ကျွန်တော်တို့ပထမဆုံးပြောခဲ့တဲ့အတိုင်းပဲပေါ့ဗောနော်အယောင်လေးပြောင်းလဲသွားမယ်ဗျအယောင်ပြောင်းမယ်အယောင်လေးနည်းနည်းပြောင်းပြီးတော့ကျတော့အယောင်ကဘယ်လိုအယောင်ပြောင်းနိုင်အောင်ဆိုတော့ကျွန်တော်တို့ဒီကျွန်တော်တစ်ချက်မြင်အောင်ပြပေးမယ်နော်ကျွန်တော်အက်ဒီမိတ်ကန်တဲ့ခါမှာညိုကီတို့တစ်ချက်ရှိုးလာ rebound လုပ်ပြီးရဲ့စကင်ကငကားပိုးပြီးတိတိတာတာပေါ်လာတယ်အယောင်ကအဝါယောင်ပေါ့နော် rebound မလုပ်ရတဲ့စကင်ကကြောင်နည်းနည်းဝါကြီးကြီးပုံစံလေးဗျโอเคအဲ့ဒါလေးရောတော်တော်ကြီးကိုကြွာချားတယ်ပေါ့နော်ကျွန်တော် in game ထဲမှာလည်းတော်တော်ကြီးကိုတိတာလိမ့်မယ်ဗျာ okay ဒါဆိုကျွန်တော်ငွေရောင်စကင်ကိုသွားမယ်ပေါ့နော်ချောင်းရဲ့ငွေရောင်စကင် okay အမညုကလို့အမပြထားတဲ့အတိုင်းတရှာကြည့်လိုက်ပါတော်တော်ကြီးကိုကွာခြားတယ်ပေါ့နော်စကင်တစ်ခုရဲ့ scale effect ကဒီ rewind လုပ်ပြီးရဟာစကင်ကပေါ့နော်ပိုးပြီးတော့ effect ကပိုးတောက်လာတယ်ပိုးတောက်လာတဲ့အပြင်ပိုးပြီးတော့ကြီးသွားတယ်ပေါ့ဗျာအရင်ဟာအကြောင်းနည်းနည်းဝါကြီးကြီးပုံစံလေးပေါက်တယ်ဗျအရင်တော့ rewind မလုပ်ခင်ကချောင်းอ่ะပေါ့နော် โอเคအမဒါဆိုလဲကျွန်တော်ငကားကိုတိတာတာတွေ့ရတယ်ဗောဗျာဒါဆိုရင်ကျွန်တော်ဗဒန်းကိုထပ်သွားကြည့်မယ်ဗျာโอเคဗဒန်းအနေနဲ့လဲကျွန်တော်ထွေထူးထူးပြောင်းလဲသွားတာထက်ကိုဗောနောပို့ပြီးတော့မိုက်တဲ့ပြောင်းလဲမှုရှိရဲ့ဗျာအမညိုကြိုးတစ်ချက်ရှိုးလိုက်တော့ကျွန်တော်စပယ်ဒူဗောနောအုတ်နေရကာတဲ့ခါမှာကျွန်တော်တို့ revamp လုပ်ပြီးတဲ့ဟာတော်တော်ကြီးကိုအယောင်ကြီးကတောက်တယ်ဗျာအယောင်တောက်တာထက်ကိုဗောနောပိုးမိုက်တယ်ဗျာကြည်ရတာလေးရစား Okay အဲ့ဒီ main နေရာမှာလဲ revamp လုပ်ပြီးတဲ့ဟာပဲပိုးတာနေတာကိုညိုကီတို့တွေ့ရလိမ့်မယ် ဟိုဒါဒီ rebrand တော့ကျွန်တော် advance server မှာတော့ရောက်နေပြီပေါ့နော်ကျွန်တော် original server ကိုလည်းရောက်ရှိလာတော့မယ်ဗျာဝေးဒီ rebrand လေးကြီးနဲ့ကျွန်တော်တခါလဲပြောလိုက်မယ်ပေါ့နော်ညိုကီတို့အနေနဲ့တော်တော်များများ line နေရဲ့ချောင်းဝေးအောင် skin တွေကိုပေါ့နော် free ရမှာလား free ရမှာလားတချို့ကဘလို့မေးလဲဆိုရင်ကျွန်တော်ပြောပြမယ်ဗျာသူတို့မေးတဲ့ပုံစံလေးကတော့ခရှင်းရှင်းလေးဗျာဘာတွေမေးလဲဆိုလို့ရှိရင်ကျွန်တော်တို့ပထမဆုံးဆယ်ကြိမ်မှာဗဒန်းရငွေရောင်စကင်ကိုရမယ်ဗဒန်းရငွေရောင်စကင်ရှိပြီးသားသူတွေကချောင်းရငွေရောင်စကင်ကိုရမှာလားအဲ့လိုမျိုးမေးကြတယ် ချို့ကကြောလဲ free tag ကလေးနဲ့ဗောနော test လုပ်ပြီးတော့ကြောချောင်းရငွေရောင်စကင်ကိုရမှာလား diamond တလုံးမှမကုန်ဘူးဗောဗျာသူတို့ပြောတဲ့ပုံစံတကယ်တမ်းတော့မဟုတ်ဘူးဗျာကျွန်တော်တို့ diamond တလုံးမှမကုန်ဘူးပြောနည်းနည်းမှားနေတယ်ဗောနော်ကျွန်တော်တို့က diamond တုံးပြီးတော့ short ထဲမှာဝယ်ရလိမ့်မယ်ဗျာ diamond ဘလောက်နဲ့ဝယ်ရမလဲဆိုရင်တော့ဗောနော်ကျွန်တော်1280ဝန်းကျင်လောက်နဲ့သွားမယ်ဗျာ diamond 1280ဝန်းကျင်နဲ့ကျွန်တော်ချောင်းရငွေရောင်စကင်ဗောနော် silver စကင်ကိုကျွန်တော်ဝယ်လို့ရမှာဖြစ်ပါတယ် ကျွန်တော်အနေနဲ့ကတော့ဗောနောပတ်စံရှိရဲ့လူအနေနဲ့တော့အိုက်စကင်ကိုပိုးပြီးတော့ဗောနောဝယ်ထားတဲ့နယ်လို့ထင်တယ်ခြောင်ရဲ့ငွေရောင်စကင်ကိုလည်းဝယ်မယ်ပြီးရင်စိမ့်ဆိုင်ရအီဗန်ကလည်း ghost skin တစ်ကောင်ကိုလည်းယူလိုက်မယ် okay ဒီစကင်လေးကနောက်ပဲချိန်မှပြန်လာမယ်လို့လည်းကျွန်တော်တို့မသိဘူးဗောနောနောက်ဆုံးအချိန်အနေနဲ့လည်းဖြတ်သွားနိုင်တယ်အဲ့တော့ကြောင့်ညိုကီတို့အနေနဲ့ရှိရဲ့လူတွေကဝယ်ဗောနောမရှိရဲ့လူတွေကကြောင့်ကျွန်တော်ပြောရတဲ့ဤတိုင်းခြောင် ghost skin ဖြစ်ဖြစ်ဗောနော ghost skin တစ်ခုခုကိုကျွန်တော်ပြောရတဲ့ဤတိုင်းဈေးနှုန်းချူတာသွားနဲ့ဂုံးလို့ရတယ်ဗျာ โอเคကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးရောဒီလောက်ပါပဲဗျအားလုံးဆုံးနေကြည့်ရှုပေးကြလို့ကျေးဇူးများကြီးတင်ပါတယ်ဗျ